တဏယရဏပစ္စယဖတ်သောနာမရူပပစ္စယတဏယတဏတဏယရဏပစ္စယဖတ်သောဆိုအဲ့ဒါပြောတာနော်မှန်ပါဘူးအဲ့ဒီလိုမျက်စိနာနာလျာကိုစိတ်ဆိုတဲ့ဟာကိုအာယရဏ6ပါးဣဇတိကာယရဏ6ပါးလို့ခေါ်တယ်ဒါကုသနာမှာရှိတာတွေကိုဘုရားပြောတာငါဘုရားကိုယ်တိုင်မြင်တာတဲ့သဖတ်ပါရဲ့တဏိကငရဲဆိုတာရှိတယ်တဲ့အဲ့ဒီငရဲဘုံရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာ မျက်စိကဘာပဲမြင်လိုက်မြင်လိုက်ဆိုဆိုရင်ဇာတိကြောက်ရွံ့ဇာတိထိတ်လန့်တုံ့လို့ဇာတိပဲမြင်နေသူတို့မြင်ခွင့်အကောင်းပဲတော့မှမမြင်ဘူးကဲမျက်စိကမြင်တယ်များကြောက်စရာနန်းဇာတိကြီးမြင်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတရားနှလုံးသွင်းနိုင်ပါ့မလားမသိနိုင်ပါဘူးကုသိုလ်စိတ်ကလေးလုံးပေါ့သူကအမြဲတမ်းဆိုရင်ထိတ်လန့်နေတာမြင်ခွင့်ကသူ့ပါစိတ်ချမ်းသာစရာတစ်ခွဲမှမရှိဘူးမျက်စိကမြင်လဲရတဲ့အရာမှန်တယ်များ ကြောက်เสียလမ်းเสียသူ့အတွက်မှာစိတ်ချမ်းသာเสียတကွက်မှမရှိတာကိုမြင်ရတယ်။နားကကြားလိုက်ရတဲ့အတန်ကလည်းကောင်းတာတစ်ခုမှမရှိဘူး။နှာခေါင်းကခြူလိုက်ရတဲ့အနံ့ကလည်းတစ်ခုမှနှစ်သက်เสียမရှိဘူး။လျာကနေလျဲရတဲ့အရာတာကလည်းတစ်ခုမှမရှိဘူးတဲ့။ခန္ဓာကိုယ်ကထိလိုက်တယ်ဆိုတဲ့အရာကလည်းတစ်ခုမှသက်သာတာမရှိဘူးတဲ့။စိတ်ကနေကြံတွေးလို့ရတယ်ပဲတစ်ခုမှ ကောင်းတာမရှိဘူးစိတ်ချမ်းသာစရာတခုမှမရှိဘူးဆို လုံးဝဆင်းရဲတယ်မြင်ကွင်းရောကြားတဲ့နေရာအကုန်လုံးအဲ့ဒီလိုငရဲမျိုးရောက်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်တရားကျင့်မလဲတရားကျင့်နိုင်ကြောင်းမရှိတော့ဘူးလို့ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့လို့သဗ္ဗတရယတနိကငရဲမျိုးမှာဒီကိုယ့်ရဲ့မြင်မြင်သမျှကြားကြားသမျှ ဒီအာယုန်နေအလုံးကိုယ့်အတွက်စိတ်မချမ်းသာမှုဆင်းရဲဒုက္ခတွေကိုကြည့်ပြတာပေးတယ်အခုကျတော့အဲ့လိုမဟုတ်ဘူးကောင်းတာလည်းမြင်ရတယ်မကောင်းတာလည်းမြင်ရတယ်ကောင်းတာလည်းကြားရတယ်မကောင်းတာလည်းကြားရတယ်အမျိုးဆုံးရှိတယ်ပေါ့လူဘဝဆိုတခါသဗ္ဗတာယတနိကနတ်ပြည်ဆိုတာအဲ့ဒီနတ်ပြည်ကြီးလိုက်ပြန်တော့လည်းပဲမျက်စိနဲ့မြင်အကောင်းကြီးပဲမြင်တယ် နာကကြားရတာလေအကောင်းနှစ်သက်စရာအတန်နေကြီးပဲကြားရတယ်အနတ်ကလည်းမွေးကြိုင်တဲ့အနတ်နေအရသာကလည်းကောင်းပြီဆိုတဲ့အရသာတွေခန္ဓာကိုယ်ကအထီးတွေ့ရတယ်အမတ္တမတ္တတဲ့အထီးတွေ့ဟောစိတ်ထဲကစိတ်ကူးတာလေအကောင်းပြီဆိုတာတွေကြီးပဲဖြစ်တယ်လို့အဲ့ဒီနတ်ပြေကြတော့လေချမ်းသာဒုက္ခတွေကြီးပဲဖြစ်နေသိချမ်းသာနေပြန်တော့လည်းပဲတရားနှလုံးသွင်းဖို့တန်ဝေကဖြစ်ဖို့ဆိုတာလုံးဝမရှိပြန် ဘယ်လိုဆိုလို့လဲနော်ဓာတ်ကြီးကသိချမ်းသာနေသည့်အတွက်ကြောင့်တရားနှလုံးသွင်းမှုအချိန်မရှိဘူးဆိုလိုတာကစနေရသည်ပွဲတွေတဲ့ရောက်နေတဲ့လူတယောက်ဟာဘယ်လိုလုပ်ဝိပဿနာတရားအထောက်ထောက်နိုင်မှုပေါ့အမြဲတမ်းပွဲလန်းတဲ့ပင်နေနဲ့အတီးမုတ်အကခုံနေတဲ့မှာနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုလုပ်တရားနှလုံးသွင်းလို့ရမလဲအဲ့တော့အမြဲတမ်းဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်တယောက်ကလည်းဘယ်လိုလုပ်နှလုံးသွင်းလို့ရမလဲ အဲ့ဒါကြောင့်မို့လို့ဒုက္ခကြီးတက်တက်ဖြစ်နေတဲ့ငရဲဘုံဒုက္ခကြီးတက်တက်ဖြစ်နေတဲ့နတ်ဘုံတို့ဟာတရားအထုတ်ဖို့ရအတွက်အခြေအနေကောင်းတဲ့ဘုံတွေမဟုတ်ဘူးတဲ့ဒုက္ခဖြစ်လိုက်ဒုက္ခဖြစ်လိုက်ဆိုတဲ့အခါမှာလူတွေမှာအပြောင်းအလဲလေးရှိသည့်အတွက်ကြောင့်ဒုက္ခနဲ့ကြုံတဲ့အခါတန်ဝေကလေးတွေဖြစ်လိုက်တဲ့ဒုက္ခနဲ့ကြုံတဲ့အခါတသက်တာလုံးမဆိုတဲ့ကုသိုလ်စိတ်လေးတွေဝင်လာတယ်ဟောဒီလိုဖြစ်တာเนาะ ဒါကြောင့်မို့လို့လူပုံဟာအကောင်းဆုံးလို့မြတ်စွာဘုရားဒီလိုဟောတယ်။အဲ့တော့အကောင်းဆုံးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဒီအကောင်းဆုံးကိုရအောင်ဘာတွေလုပ်တင်မလဲလို့ကြည့်ရမယ်။ဘာတွေလုပ်တင်မလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဒီနိလန်းနှစ်တွယ်လို့မှတ်ရမှာပေါ့။တန်တရာတဲမှာ တဏ္ဍာဝတ်ကံနေမလွတ်ချင်သေးဘူးဆိုပါစို့တဏ္ဍာထဲမှာနေချင်သေးတဲ့ပုဂ္ဂိုလ်ဘဝပိရတ္တဘဝမှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းမြတ်စွာဘုရားကတသက်တဲ့လမ်းတစ်ခုညွှန်ပေးထားချမ်းသာတစ်ခုကနေချမ်းသာတစ်ခုကိုရောက်ရှိစေနိုင်တာဖြစ်သောကြောင့်တဏ္ဍာထဲမှာဆိုလို့ရှိရင်ကုသိုလ်များများလုပ်ပါ အကုသိုလ်တွေကိုရှောင်ပါအဲ့ဒါဆိုလို့ရှိရင်တဏ္ဍာလေရလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်ဟာတက်တက်တာတာနဲ့တန်တရားလဲရမယ်။နောက်ဆုံးမှာတန်တရားကထွက်ပေါက်မရနဲ့အောင်တော့တန်တရားကထွက်ပေါက်မရနဲ့အောင်လူဘဝကနေနတ်ဘဝနတ်ဘဝကနေလူဘဝလူဖြစ်ကြီးနတ်ဖြစ်ကြီးစုံကြီးဆန်းကြီးလူချမ်းသာနတ်ချမ်းသာဒီလိုလေးခံစားပြီးတော့ဘုံငရဲဘုံတွေမရောက်အောင်ဒီလိုမြတ်စွာဘုရားကနိလန်းတွေကိုပေးထားတယ်။အဲ့ဒီဘုံတွေရောက်မရောက်အောင်ဆိုလို့ရှိရင်ဘာလုပ်ရအောင် ကုသကမ္မပဋ္ဌာန်10ပါးကိုကြိုးစားအထောက်အပံ့ကုသကမ္မပဋ္ဌာန်10ပါးဆိုတာပြောမယ်ဆိုရင်ဗာရိတုံးတို့ကျဉ်းညွတ်ပြောမယ်ဆိုရင်ကဲကိုယ်ကိုယ်ကိုစားတဲ့ဟာအတာထားကိုယ်ကိုယ်ကိုကြည့်ကိုဘာတွေးတယ်လဲမနှောကံအနေနဲ့ကိုယ့်ကိုကိုတွေးတဲ့ဟာကိုကြည့်နော်ကိုတွေးတာဟာအပြစ်ရှိတဲ့အတွေးလားအပြစ်ကင်းတဲ့အတွေးလားဒီနှစ်ခုကြည့်အပြစ်ရှိတဲ့အတွေးဆိုရင် အကုသိုလ်ကမ္မပဋ္ဌာအပြစ်ကင်းတဲ့အတွေ့ဆိုရင်ကုသိုလ်အဲ့တော့တွေးတယ်ဆိုတာမနောကံစိတ်ရဲ့အလုပ်ဇန်ကမပြောသေးဘူးတွေးုံတွေးတာအဲ့ဒီတွေးတာဟာနှမျိုးရှိတယ်သူများပစ္စည်းကို ကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့တွေးတဲ့အတွေ့ဟောဒီအတွေ့ကြတော့မနောဒုစရိုင်းလို့ခေါ်တယ်အပြစ်ရှိတယ်အကုသိုလ်ဖြစ်တယ် သူတစ်ပါးကိုသိစိလူပျက်စီးလူတဲ့ဒေါသနဲ့တွေးတဲ့အတွေ့ရပါရလို့ခေါ်တယ်အဲ့ဒါလည်းပဲမနောကံဖြစ်တယ်မနောဒုစရိုက်လို့ခေါ်တယ်ဒါလည်းအပြစ်ရှိနောက်တစ်ခုကကံတရားရဲ့အကျိုးကိုလက်မခံဘဲနဲ့ညင်းကွယ်တယ်ဟုတ်လားကံကိုမယုံဘူးလက်မခံဘူးအချက်ဆယ်ချက်ရှိတယ်သူက ဒါနနဲ့ပတ်သက်ပြီးတော့နတ္ထိဒိဏံနတ္ထိယိဋ္ဌံနတ္ထိဟုတံလှူတာအကျိုးမရှိဘူးကြီးကျယ်လှူဒန်းပေးကမ်းတာအကျိုးမရှိဘူးလက်ဆောင်ပန္နာပေးတာ အကျိုးမရှိဘူးလို့ဒါနကိုငင်းပယ်တဲ့ဒါနရဲ့အကျိုးကိုလက်မခံဘူးဆိုတဲ့ဒီအယူဝါဒဟာလည်းပဲမနောဒုစရိုက်ပဲတဲ့သူကနောက်နတ္ထိဒုက္ခဒုက္ခဒနံကာမနံပလံဝိပါကောကုသိုလ်အကုသိုလ်တွေဟာအကျိုးမရှိဘူးလို့ ဒီလိုအမြင်ရှိနေလို့ရှိရင်လည်းဒါမနောတုဆိုင်ဖြစ်အပြည့်ရှိတယ်သူကဒါဖရာကအပြည့်ရှိတယ်လို့ဟောတာဟာဖရာကြောင့်အပြည့်ရှိတာမဟုတ်ဘူးတဘာဝကအပြည့်ရှိနော်ကံတရားရဲ့အကျိုးကိုညှင်းပယ်တယ်ဆိုတာကိုလှုပ်တာကိုကိုအတိမတ်မပြုတာပဲကိုလှုပ်တာကိုကိုအတိမတ်မပြုတဲ့လူတယောက်ဟာလူကောင်းဘယ်တော့မှမဖြစ်ဘူးဘာလို့လဲဆိုစဉ်းစားကြည့်လေသူကဘာပဲလှုပ်လှုပ် လို့ရမရဘူးဘာကြိုးမှမဖြစ်ဘူးဆိုတဲ့အခါမှာ तू ကောင်းတာရယ်မကောင်းဘူးရယ်မစင်သာဘူး तू လှုပ်ချင်တာလှုပ်တော့မှာပဲပေါ့အကောင်းဆိုမရွေးတော့ဘူးလေကံကံဤအကျိုးကိုလက်ခံတဲ့ပုဂ္ဂိုလ်တယောက်ကြတော့ဩမကောင်းတာလှုပ်လို့ရှိရင်ငါမကောင်းကျိုးတွေရလိမ့်မယ်ကောင်းတာလှုပ်မှကောင်းကျိုးရမယ်ဆိုတော့ကောင်းတာရွေးလှုပ်တော့မှာပေါ့လူဆိုတာချမ်းသာခြင်းနဲ့လေချမ်းသာခြင်းတော့ချမ်းသာခြင်းအကြောင်းဖြစ်တဲ့ကုသိုလ်ပဲရွေးလှုပ်မှာအဲ့တော့လူကောင်းဖြစ်တယ်ပေါ့တဲ့ ဒီလိုဆိုလိုတာနော်မြတ်စွာဘုရားကဟောထားတယ်လေယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတဒါယတာတဲ့မင်းဘာလုပ်လို့ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့မင်းလုပ်သမျှဟာမင်းမင်းနဲ့ပဲတက်ဆိုင်မင်းမဲ့အမွေခံရမယ်လို့ဟောလို့ဟောထားတာနော်ကံနဲ့ပတ်သက်အဲ့ဒီစကားကိုညင်းပယ်တဲ့အယူဝါဒဒါမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါမနောဒုစရိုက်တဲ့ကမိစ္ဆာဒိဋ္ဌိ ဘုန်းကြီးတို့တွေမှာအဲ့ဒီလိုစိတ်ဓာတ်မျိုးတွေရှိနေသေးရင်ဒါဒုစရိုက်အကုသိုလ်ကမ္မပဋ္ဌာန်၁၀ပါးတဲ့ကောင်းရန်ဒုက္ခမရောက်ဘူးတဲ့အဲ့ဒါသူကနေပြီးမကောင်းတဲ့ဘုံမဟုတ်ပို့နိုင်တယ်တဲ့ဒါကစိတ်အတွေးနဲ့ပတ်သက်တာစိတ်အတွေးနဲ့ပတ်သက်တဲ့မှားရွေးတဲ့အတွေးနော်အဲ့ဒါကိုကြောင်းမြန်ပြန်လိုက်လူတော်လူကောင်းဖြစ်ဖို့အတွက်မှတ်နိုင်အောင် ကုသိုလ်ကမ္မပဒဖြစ်အောင်ပြောင်းပြန်ပြန်လိုက်လို့ရှင်သူများပစ္စည်းကိုကုပစ္စည်းဖြစ်လို့တဲ့လောဘနဲ့အတွေ့မတွေ့ဘူးဟုတ်လားသူများပစ္စည်းကိုမတရားလိုချင်တဲ့စိတ်မထားဘူးလူတူတယောက်ကိုစိတ်ဆိုးခြင်းဆုံးမယ်သို့သောသေပါစေဒုက္ခရောက်ပါစေ ဆိုတဲ့ပြမမှုမျိုးမရှိဘူးဟောနောက်တစ်ခုကံကံဤအကျိုးကိုညှင်းပယ်တာမရှိဘူး ။ဘာလို့လို့ကောင်းတာလို့ရင် ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင် မကောင်းတာဖြစ်တယ်။ကောင်းကျိုးဆိုးကျိုးဆိုတာလုပ်သူနဲ့သက်ဆိုင်တယ်လို့မှန်ကန်တဲ့အမြင်ရှိတယ်။အဲ့ဒါကြတော့မနောကံမနောတုစရိုက်သုံးပါးကုသိုလ်ကံမပ္ပတရားသုံးပါးလို့ခေါ်တာပဲ။ကောင်းပြီနောက်တစ်ခုလူတွေမှာစိတ်ကနေတွေးပြီးတော့ပါဇက်ကပြောကြပြောတဲ့အခါမှာပါဇက်ဆိုတာပြောချင်တာပြောလို့မရဘူးလေ။ 谁干出来？西亚对联播。哎 <noise>。